မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်စက်မှုနှစ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်ကောင်စီဘက်က3ဦးသေဆုံးပြီး4ဦးကိုအရှင်ဖမ်းဆီးရမိက MA1 တပ်နဲ့3လက်ပိတ်ဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တင်ဘာလ19ရက်နေ့မှာမြန်မြို့နယ်စစ်မှုနှစ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး4ဦးကိုအရှင်ဖမ်းမိက MA1 အမျိုးအစားတပ်နက်3လက်ကြီပေါက်4ခုလိုကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ပြစ်ခတ်ချိန်နဲ့လက်နက်တင်စီတဲ့အချိန်တမနဲ့အတွင်းထဲမှာကျွန်တော်တို့မြိုင်ပတ်ကဖတိုင်ရင်3တပ်ခွဲတက် ဝင်းပလေးပျောက်ကြားတပ်ဖွဲ့ကအ мян အဆန်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကအထီးကိုက်မရှိဘဲနဲ့အ мян ဆုံးတိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်စစ်ခွဲတွေအနေနဲ့အခုလိုမျိုးစက်ကတ်မိုင်းအတွင်းမှာတိနေတာမဟုတ်လို့အ мян ဆုံးလက်နက်ချဖို့ပြောချင်ပါတယ်လို့မြန်မြို့နယ်ဝင်းပလေးပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းကျေးမြို့နယ်ရင်းခမ်းကျေးရွာအုပ်စုမှာရှိတဲ့ RCSS တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်တပ်ကိုခုခံတိုက်ခိုက်ရာလက်နက်၃လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။စက်တမလ၁၉ရက်နေ့မနက်၁၇နာရီကမှမိုင်းကျေးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်များနဲ့ပြည်သူစစ်များပူးပေါင်းအင်အား၁၀၀ကျော်ခန့်ဟာရင်းခမ်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော် RCSS အဆက်စီတက်စခန်းကိုထိုးစစ်စင်တိုက်ခိုက်ခြင်းကြောင့်အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတနအိကန့်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်ကြဆုံးမှုများရှိခဲ့တယ်လို့သိရပါဗျ။16ရက်နေ့နေ့လယ်ခင်းကစစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေအင်အားတရာကျော်လောက်ရှိမယ်။ကျွန်တော်တို့ရှိတဲ့တောင်ကုန်းစီကိုထိုးစစ်စင်လာလို့တိုက်ပွဲဖြစ်တာတနအိကျော်ကျော်ဝင်းကျင်လောက်ကြားတယ်။နောက်ပိုင်းပြန်ဆုတ်သွားတယ်။နယ်မြေရှင်းလင်းရေးလုပ်တော့လက်နက်တချို့ကိုတင်စီရရှိခဲ့တယ်။စစ်ကောင်စီတိတ်ဆုံးမှုတော့ရှိတယ်။ကျွန်တော်တို့တော့အတိအကျမသိဘူး။လက်နက်တင်စီရရှိခဲ့တာဆိုတော့အနည်းဆုံးတော့ဒဏ်ရာရရှိတာတွေလည်းရှိမယ်။တိတ်ဆုံးတာတွေလည်းရှိမယ်လို့အာ RCSS SSC ပြောရေးဆိုခွင့်ရှိသူဘုံမူခမ်းဆန်ကပြောကြားထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာ RCSS SSC တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်းသိရပါတယ်စက်တင်ဘာလ20ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲစီရဲတင်းမှနေသေးဖြစ်ပြီးတော့ RCSS SSC အနေနဲ့စစ်အင်အားဖြည့်တင်းကတက်လှန်ထားတယ်လို့သိရပါတယ်သူတို့ရဲ့တက်နာမည်ကိုတော့ကျွန်တော်တို့အတိအကျမသိရဘူးဒီနေ့တော့တိုက်ပွဲမဖြစ်ပေမဲ့ကျွန်တော်တို့ဘက်ကတော့အင်အားတွေထပ်ဖြည့်ထားတယ်ဒီနေ့အချိန်လေးအသေးစိတ်တော့မသိရသေးဘူးဒါပေမဲ့စီရေးတင်းမှမှုတော့ရှိတယ်ကျွန်တော်တို့ဘက်ကတက်လှန်ထားတာရှိတယ် အဲ့ဒီအရှိတ်မှာကကျွန်တော်တို့အနေနဲ့ပျောက် जा စစ်နေပဲဆိုတော့စခန်းကြီးကြီးတွေမဆောက်ထားဘူးရွေလျားပျောက် जा စစ်နေပဲခုခံစစ်တွေလုံနေတယ်လို့ RCSS SS ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူခမ်းဆန်ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့ August လတတိယပတ်မှာစစ်ကောင်စီရဲ့အမျိုးသားစီးလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC က 7EAO Alliance အဖွဲ့ဝင်များကိုနေပြည်တော်မှာဖိတ်ခေါ်ပြီးတော့တွေ့ဆုံခဲ့ရာကျန်တဲ့အဖွဲ့ဝင်6ဖွဲ့ကတက်ရောက်ခဲ့တော့လဲ 7EAO Alliance အဖွဲ့ခေါင်းဆောင်တာဝန်ယူထားတဲ့ RCSS ကတော့တက်ရောက်ခဲ့ခြင်းမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်တန်ဖြူစရမြို့နယ်မှာရှိတဲ့ကုန်းမြင့်သားရွာအနီးမှာနေမြေရှင်းလေးလှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သားတအုပ်တိဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ19ရက်နေ့မွန်လယ်7နာရီ25ကနေပြီးတော့7နာရီ30အထိကိုကုန်းမြင့်သားရွာအနီးမှာနေမြေရှင်းလေးလှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုက်တပ်ဖွဲ့များကပျောက်ကြားပစ်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တိဆုံပြီးနှောက်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။စက်တမလ20ရက်နေ့မှာအဲ့ဒီနေရာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများဖိခိုက်ကြဆုံးမှုရှိမရှိကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါဗျ။တောင်ကျိုစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့များအထိကအကြဆုံးမရှိဘဲနဲ့ဆက်လက်ပြီးတော့လှုပ်ရှားလျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုတောင်ကျိုစစ်ကြောင်းနဲ့ KNL တိုင်ရင်း29အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်စက်တဘာလ20ရက်နေ့မနက်9:24မိနစ်ကနေပြီးတော့9:35မိနစ်အထိတံဖြူစရက်မြို့နယ်မှာရှိတဲ့ကလိန်ပတော်ရွာအနောက်ဘက်မှာ နေမြေရှင်းလင်းရေးပြုလုပ်နေတဲ့အင်အား180ခန်းရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတောင်ကျုံစစ်ကြောင်းနဲ့ KNL တိုင်ရင်း28အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး3ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲတန်ဖြူစရမြို့နယ်မှာရှိတဲ့ရဲတကောရွာသွေးတောက်ဆိုင်ဘုတ်အနီးမှာနေမြေရှင်းလင်းမှုပြုလုပ်တဲ့အင်အား180ခန်းရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမွန်လွဲနန္နာရီကနေပြီးတော့နန္နာရီ30မိနစ်အထိတောင်ကျုံစစ်ကြောင်းက ယောက် जा ပြစ်ခတ်တက်ခတ်ခဲ့တယ်လို့သိရပါတယ်။ရန်သူစစ်ကြောင်းဘက်ကအထူးကအကြဆုံးများကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအပအဝင်စက်တင်ဘာလမှာတိုက်ပွဲစုစုပေါင်း၄ချိန်ဖြစ်ပွားခဲ့ပြီးတော့တောင်ကျုံစစ်ကြောင်းကအထူးကအကြဆုံးမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့သတိပြုပြီးတော့သွာလာဖို့နဲ့တဘာဝဘေးအန္တရာယ်တွေလည်းရှိတာမို့လို့အဆအဆအရာရာဂရုစိုက်စေခြင်းပါတယ်လို့တောင်ကျုံကော်လံတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့မှာစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့များကြားမှာစစ်ရဲတင်းမာနေပြီးတော့ဈေးဆိုင်များပိတ်ထားက ပြည်သူများစတင်ပြောင်းရွှေ့နေကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလဇန်းပိုင်းကစတင်ပြီးတော့ဖားကတ်မြို့နယ်မှာစစ်ကောင်စီတပ်များနဲ့ KIA ပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ရမှာယခုခါမှာမြို့ပေါ်တွေမှာပါစစ်ရေးတင်းမာလာတယ်လို့သိရပါရယ်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုများကိုလှုံ့ဆော်လာတဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးမှုများရှိလာတယ်လို့သိရပါရယ်ဒါကြောင့်ဖားကတ်မြို့ကပြည်သူများဟာစတင်ပြီးတော့တိမ်းရှောင်မှုများလှုပ်လာကြပြီး ဈေးဆိုင်များကိုလည်းပိတ်ထားကြရတယ်လို့သိရပါဗါး20ရက်နေမှာပဲ KI နဲ့ KPDF တွေကမြို့ကိုဝိုင်းပတ်ထားတယ်ဖားကန်မြို့ကတော့တက်လှမ်းလိုက်တဲ့အနေအထားကိုရောက်သွားပါပြီမြို့နေလူလူလည်းအများဆုံးမြို့ကိုခွာနေကြပါတယ်တော်တော်များများကတော့ကြံနေပါသေးတယ်ကြံတဲ့သူတွေကလည်းစိုးရိမ်စိတ်တွေနဲ့ကြံနေကြရတာ ထွက်ခွာတဲ့သူတွေကလည်းစိုးရိမ်စိတ်တွေနဲ့ဆိုတာမျက်နှာမှာအထင်သာပေါ်နေကြရှာတယ်။ဈေးဆိုင်တွေလည်းပိတ်ထားရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲဖားကန့်တပ်မခုံးကိုလည်း KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေကလက်နက်ကြီးနဲ့တွားရောက်ပစ်ခတ်တာတွေကိုလုံဆောင်နေတယ်လို့သိရပါတယ်။ဖားကန့်မြို့အဝင်ထွက်များကိုတော်လိုင်းတပ်များကပိတ်ဆို့ထားကြောင်းသိရှိရပါတယ်။ Lucky Man Hotel မှာလည်းစစ်ခွေးတွေရှိတယ်စစ်ခွေးတွေကတော့အပြင်ကိုမထွက်ရဲတော့ဘူးအကုန်လုံးပိတ်ပြီးတော့ပုံအောင်နေကြတယ်အခုကပတ်ပတ်လယ်မှာက KIA နဲ့ PDF တွေကဝိုင်းထားကြတယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာရှိတဲ့ဘန်လမော့ကျေးရွာကြောင်းကုန်းပိုင်းနဲ့ညောင်ပင်ကုန်းကျေးရွာတို့ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်သားများကို၃ရက်ဆက်တိုက်တိုက်ခိုက်ရာ စစ်သား၄ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမ်ဘာလ18ရက်နေ့မနက်9နာရီခန့်ကတနင်္သာရီမြို့ကအင်အား80ခန်းနဲ့ဘန်လမော့ကျေးရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဘန်လမော့ကျေးရွာကျောင်းကုန်းပိုင်းအရောက်မှာ drone နဲ့ဘုံသီးနှလုံးကျဲချပြီးတော့ရှေ့ဘက်ပိုင်းနှလုံးနဲ့တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား၅ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ကျောင်းကုန်းပိုင်းအနီးတစ်ဝိုက်မှာစစ်သားတချို့ကိုခြံထားခဲ့ပြီးတော့ရှေ့ပိုင်းစစ်သား20ကျော်ခန့်က 433ဖျားတောင်ဘက်ကိုဆင်းလာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုး6 point ဆင်းလာတဲ့အကြမ်းဖက်စစ်သား20ကျော်ကိုဇုံငါတော်ပုံကြီးအဖွဲ့မြေပြင်ရဲဘော်များကမနက်9:00နာရီအချိန်ကမှစတင်တိုက်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ10မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်သားများကဘန်လုံမော့ကျေးရွာနဲ့ရန်ပုံကျေးရွာကြားမှာရှိတဲ့ညောင်ဝင်ကုန်းကျေးရွာတွေကနေအိမ်များကိုရိုက်ချိုးဖွင့်ကာဝင်းရောက်တက်ဆွဲခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ18ရက်နေ့ညနေ4နာရီကမှညောင်ပင်ကုန်းကျေးရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်များအတွင်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုက်တက်ဖွဲ့များက ဒရုန်းနဲ့ပုံကျဲပြီးတော့လက်နက်ငယ်နဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ရာစစ်သားနှုတ်ဦးတိမ်ဆုံပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတော်လိုင်းတပ်များဝင်းရောက်တိုက်ခိုက်နေတဲ့အချိန်ကစပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြောက်လန့်ပြီးတော့တညာလုံးနှီးပါတနက်ငယ်များနဲ့အချိန်ချင်းရန်တပ်ပစ်ခတ်ခဲ့ပြီးတော့စက်တင်ဘာလ19ရက်နေ့မှာလဲစစ်သားများတပ်ဆွဲထားတဲ့နေရာများအတွင်းကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ ဘုံဒီလေလုံးထမှန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာစက်တမ်ဘာလ19ရက်နေ့ည9:00နာရီကမှတနင်္သာရီမြို့ပတ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲ3ရက်အတွင်းမှာအကြမ်းဖက်စစ်သား4ဦးတိတ်ဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့တနင်္သာရီမြို့နယ်ပတ်ကဖဇုံ5တော်ပုံကြီးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံ26လုံးလာရောက်ချဲချခဲ့အောင်တိုက်ဆုံသူများရှိခဲ့ပြီးမပေါက်ကွဲသေးတဲ့ဘုံတစ်လုံးကိုလည်းတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့စက်တဘာလ16ရက်နေ့ညနေ3နာရီအချိန်မှာအာနာတိန်စစ်ကောင်စီကလေကြောင်းကနေပြီးတော့တိုက်လေရင်နဲ့တန်တွဲမြို့နယ်ကိုဘုံ26လုံးကိုနှစ်ချိန်လာရောက်ချဲချတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်များကပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့လေတပ်ကချဲချခဲ့တဲ့ဘုံ26လုံးဟာ ကြောက်ကြီးချောင်းပြားပိုင်းမှာရှိတဲ့အရတားများနေထိုင်ရာကြောက်ကြီးစိုးပုံပေါတူးမြို့ခွင်းစတဲ့ကျေးရွာများကိုကြက်ရောက်ပောက်ခွဲခဲ့ရာတေဆုံးသူများနဲ့ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်သတင်းရင်းမြစ်တဦးကပေါတူးရွာကအသက်32နှစ်အရွယ်ကိုအောင်ဆန်းဦးနဲ့အသက်63နှစ်အရွယ်ဒေါ်သိန်းကျွယ်တို့တေဆုံးသွားပါတယ်နောက်ထပ်အဲ့ဒီရွာကပဲကိုဦးဒဏ်ရာပြင်းထန်ရပါတယ်နွားသုံးကောင်တေးပါတယ် ဒီပါကစီရဲစီရာနဲ့ဘာမှမပတ်သက်တဲ့ရွာတွေပါလို့ပြောဆိုခဲ့ပါတယ်။ထိခိုက်သိမ်းဆုံးမှုရှိတဲ့ပေါတူးကျေးရွာမှာအင်ဂျီ150ကျော်လူဦးရေ600ခန့်ရှိပြီးတော့ရခိုင်လူမျိုးများနဲ့အရှိုးချင်းလူမျိုးများနေထိုင်ကြတဲ့ကျေးရွာတွေပါဖြစ်တယ်လို့သိရပါတယ်။ဘုံ26လုံးတဲ့ကအများစုဟာပေါတူးကျေးရွာကိုကြောက်ရောက်ပောက်ကွဲခြင်းကြောင့်ထိခိုက်သိမ်းဆုံးရခြင်းနဲ့မပောက်ကွဲသေးတဲ့ဘုံတလုံးကိုလည်းတွေ့ရှိထားကြောင်းရွာနဲ့မိဆက်သူတို့ကပြောဆိုထားပါတယ်။ ဘုံအများစုကချောင်းပြားပိုင်းကိုကျဲတယ်ဆိုပေမဲ့ပေါက်တူးရွာကိုအများဆုံးကျဲချတာကျွန်တော်တို့ရွာတွေကအရက်သားတွေနေတဲ့ရွာတွေပါမပေါက်ကွဲသေးတဲ့ဘုံတလုံးကိုတွစ်ရှိထားပါတယ်ဘာကြောင့်လာကျဲတာလဲစီရဲစီရနဲ့ပတ်သက်ပြီးတော့လည်းဘာမှမရှိဘူးတမင်တက်တက်အရက်ဘက်ပြည်သူတွေကိုတမင်လုံနေတာလို့ပြောဆိုခဲ့ပါတယ်လူနေအိမ်လဲဆယ်အိမ်ထက်မနည်းပျက်စီးသွားပြီးတော့လက်ရှိမှာပေါက်တူးရွာသားများဟာရွာကိုဆုတ်ခွာပြီးတော့ဘေးကင်းရာနေရာများကိုရှောင်တိမ်သွားကြပြီလို့စုံစမ်းသိရှိရပါတယ်တန်တွဲမျိုးနဲ့ဟာအရခတက်တော် AA ရဲ့ ထိန်းချုပ်သိမ်းပိုက်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော့အာနာသိန်းစစ်ကောင်းစီဟာရခိုင်ပြည်အတွင်းမှာစစ်ရှုံးနေတဲ့အတွာအရသာပြည်သူများနဲ့မြို့ရွာများကိုဥတီပြင့်မှတ်ထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်အာရခတက်တော် AA ဟာပလဝအပါဝင်မြို့ဆက်တမြို့ကိုအလုံးစုံသိမ်းပိုက်ထားပြီးတော့အခုဂွားမြို့နယ်မောင်တော်မြို့တို့မှာစစ်ကောင်စီတပ်အားထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။